အမျိုးသမီးတွေကိုအိမ်တွင်းချမ်းဖတ်မှုတက်ငယ်မရိမှုတွေတိုးမြင့်လာနေတာဟာမြန်မာနိုင်ငံကအမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘူးဆိုတာဖော်ပြနေတာမို့အကာအကွယ်ပေးမဲ့ဥပဒေတွေထွက်ပေါ်မလာတာဟာဥပဒေဆိုင်ရာအားနည်းချက်ဖြစ်တယ်လို့ Equality မြန်မာအဖွဲ့ကဒီဇင်ဘာ6ရက်နေ့မှာပြောဆိုလိုက်ပါတယ်။လက်နက်ကင်ပြိပခဖြစ်တဲ့နေရာတွေမှာအမျိုးသမီးတွေပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်နေစေဖြစ်ပြီးကျူးလွန်သူတွေအပြစ်ပေးခြင်းခံရမှုကကင်းလွန်နေတာဟာဘဝမလုံခြုံမှုကိုအားပေးနေတယ်လို့ဖြစ်တယ်လို့ ငင်းကျန်းစွာအတူတကွပေါင်းစည်းနေထိုင်ရေးခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲမှာဦးအောင်မျိုးမင်းကပြောဆိုခဲ့ပါတယ်။ အမျိုးသမီးပေါ့အကျမ်းဖတ်မှုတွေကကျွန်တော်တို့အိမ်တွေမှာလည်းဖြစ်နေတယ်လို့ရက်ွက်တွေမှာလည်းဖြစ်နေတယ်လို့ကျွန်တော်တို့နေဆက်ဒေသတွေမှာဖြစ်နေကြတယ်။အခုနောက်ပိုင်းမှာပုံပြီးတော့ဆိုရတာကတော့အမျိုးသမီးငယ်တွေပေါ်မှာတင့်ငယ်မတိမှုတွေဒါတွေကရန်ကုန်တိုင်းမှာအရန်တိုးဝှမှုကအမျိုးသမီးလိမ်မိုင်းဆိုင်ရာလူကြုံမှုရှိတာပေါ်ပြနေတယ်။ပုံမှုဆိုရတာကတော့ဖြစ်နေတဲ့ကိစ္စတွေဥပဒေကအရေးကြီးကိုတိုက်ကြတဲ့အချိန်မှာကျူးလွန်တဲ့သူတွေကပြစ်ဒဏ်မပေးခံရပဲလွတ်နေခြင်းကိစ္စပုံတိုင်းကအမျိုးသမီးဘဝမလုံခြုံအောင်ဆက်ပြီးတော့အားပေးနေတယ်လို့ရှိတယ်။ညညာရေးနဲ့ ်ခွင့်ပြုတွတ်တဲ့ရေဖောင်ဒေးရှင်း FED နဲ့မြန်မာမွတ်စလင်လူငယ်အဖွဲ့တို့ပူးပေါင်းစီစဉ်တဲ့ဒီဆွေးနွေးပွဲမှာအမျိုးသမီးတွေအကြမ်းဖက်ခံနေရတဲ့အခြေအနေတွေလူခွင့်ရေးအမုန်းစကားကြောင့်ဖြစ်လာတဲ့အကြမ်းဖက်မှုတွေနဲ့ငြင်းကြဲစွာအတူရှင်တွဲနေထိုင်ရေးစတဲ့အကြောင်းအရာတွေကိုမက်ခင်လေးကိုနေဖုံးလက်တို့ကလည်းဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာမျိုးသမီးများပေါ်အကြမ်းဖက်မှုတိုက်ဖြတ်ရေးနဲ့အချိမ့်မဲ့ဖြစ်ကျင်းပတဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်လာတဲ့မတ်ဘူဘူက ရောက်ဆွေးနွေးသူတွေအနေနဲ့အခုသတင်းစကားတွေကိုပတ်ဝန်းကျင်မှာဖြန့်ဖြူးပေးမယ်ဆိုရင်နိုင်ငံတိဆောက်ရေးမှာပါဝင်နိုင်ဖို့မျှော်လင့်တယ်လို့ပြောပါတယ်ဒီပွဲကိုလာရောက်တက်ကြတဲ့သူတွေကတကယ်ကြီးရာတဲတော့ကုစရည်ဖြစ်တဲ့ပေါ့เนาะဆိုတော့သူတို့ဒီပွဲမှာအခုဥဆောင်ဆွေးနွေးတဲ့သူတွေရှိရနေကြားသွားတဲ့ message တွေကိုသူတို့ပြန်ပြီးတော့ရဲ့ရွာချင်းမှာပြန်လည်ပြီးတော့ဝင်ခနိုင်လို့ကျွန်တော်တို့မျှော်လင့်တယ်။ဒီသူတွေရဲ့အပေါ်အကြံအမှုတွေပေါ့ပြောက်ပြီးတော့ပေါ့เนาะဒီနည်းနည်းချက်ချက်နဲ့နိုင်ငံတကာရေးမှာသူတွေပါဝင်လာအောင်ကျွန်တော်တို့မျှော်လင့်ပါတယ်။ အမေရိကန်သမ္မတဘာရက်အိုဘားမားမြန်မာပြည်ရောက်လာချိန်မှာအမျိုးသမီးနဲ့ကလေးငယ်တွေကိုလေးစားတန်ဖိုးထားတဲ့နိုင်ငံတွေပဲထိုးတဲ့နေတာဖြစ်ပြီးအမျိုးသမီးနဲ့ကလေးငယ်တွေကိုတန်ဖိုးမထားပဲဂျောင်းထိုးထားတဲ့နိုင်ငံတွေဟာထိုးတက်မှုအ ਨੇ ဆုံးဆိုတဲ့ပြောဆိုချက်ကိုသဘောကျလို့မြန်မာပြည်လည်းဒီလိုလုပ်မယ်ဆိုရင်တိုင်းပြည်ထိုးတက်ဖို့ပိုပြီးမြန်ဆန်မယ်လို့မက်ခင်လေးကပြောပြပါဗျာ။ မြန်မာနိုင်ငံဥပမာလာတဲ့အခါမှာသူပြောသွားတဲ့စကားလေးတခုကျွန်တော်ကြိုက်လို့ဒါကိုပြန်ပြချင်တယ်။အမျိုးသမီးနဲ့ကလေးငယ်တွေကိုလေးလေးဆက်ဆာနဲ့တံမိုးထားပြီးဆက်ဆံတဲ့နိုင်ငံတွေကပဲတိုးတက်တယ်။အမျိုးသမီးနဲ့ကလေးငယ်တွေကိုတံမိုးမထားအောင်ထိုးပြီးတော့ကွဲခြားဆက်ဆံတဲ့နိုင်ငံတွေကတိုးတက်မှုအနည်းဆုံးဖြစ်တာတွေ့ရတယ်ဆိုတဲ့စကားလေးသူပြောသွားတော့ကျွန်တော်တို့အမျိုးသမီးတွေကိုဘယ်လောက်တံမိုးထားလဲ၊လေးလေးဆက်ဆာဆက်ဆံလဲ။အဲ့လိုလေးလေးဆက်ဆံရင်ကျွန်တော်တို့တန်တီးရတော့တိုးတက်ဖို့ပြန်နိုင်မယ်။